မင်္ဂလာပါဗျကိုခင်း Chelsea TV ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်သွားရမှာဖြစ်ပါတယ်ပထမဆုံးနေ့ကျတဲ့သတင်းကတော့ Chelsea ရဲ့ရင်ဘတ်စပွန်ဆာကိစ္စနဲ့ပတ်သက်ပြီးတုံးသက်ဆွေးနွေးမှာပါကျွန်တော်တို့ဒီတော်တွင်းမှာရင်ဘတ်စပွန်ဆာနဲ့ပတ်သက်ပြီးသတင်းတူတချို့ကြားကောင်းကြားနိုင်ပါတယ်ဆိုတော့ Chelsea ရဲ့ရင်ဘတ်စပွန်ဆာကို ဘယ်ကုမ္ပဏီကပေးမလဲမပြောခင်မှာ Chelsea သည်ရှင်ဘတ်စပွန်ဆာဘာကြောင့်မရသေးသလဲဆိုတဲ့အပိုင်းကိုကျွန်တော်ဆွေးနွေးရလိမ့်မယ်ပြီးခဲ့သောဘလုံးရသည်ကလည်းရှင်ဘတ်စပွန်ဆာမရခဲ့ဘူးပြိုင်ပွဲကြီးပြီးကန်ဒီမှဒါမှလားမသိဘူးဗျာနည်းနည်းတပွဲနှစ်ပွဲစာလောက်ပဲစပွန်ဆာလေးရခဲ့တယ်ဒီနှစ်ဘလုံးရသည်မှာလည်း Premier League ပွဲစဉ်17ကစားပြီးတဲ့အချိန်ထိရှင်ဘတ်စပွန်ဆာမရသေးဘူး Premier League အသင်း20ထဲမှာ ယင်ဘက်စပွန်ဆာမရတဲ့တသိန်းတော့အဖြစ်ချယ်ဆီကရက်တည်နေတယ်။အဲ့တော့တချို့ကဒိုလောဒိုလောအမြင်ရှိတယ်ပေါ့ဗျာ။အချယ်ဆီကိုဘာကြောင့်မပေးတာလဲ။တခြားတော့အသင်းသေးလေးတောင်ရတယ်ဘာညာစသဖြင့်ပေါ့။အဲ့လိုမဟုတ်ပါဘူး။တန်းတစ်ခုချယ်ဆီအသင်းရဲ့တာဝန်ရှိတဲ့သူတွေကသတ်မှတ်ထားတာပါ။ချယ်ဆီဒီဒီလို value မျိုးရှိတယ်ဒီလိုအဆင့်တန်းမျိုးရှိတယ်အဲ့ဒီအတွက်ကြောင့်ငါတို့သတ်မှတ်ထားတဲ့ amount ပမာဏသည် for example ထားပါတော့100ဒီကိုပေါင်တန်း90ပေါင်တန်း90အောက်နဲ့ ကန်းလန့်တဲ့ဘယ်ကန်းလန့်မှုမျိုးမဆိုလက်မခံဘူးဆိုတော့သုံးဖြတ်ချက်ကြောင့်တခြားသောစပွန်ဆာတွေလာရောက်ညှိနှိုင်းခဲ့ပေမဲ့အဲ့ဒီစံသတ်မှတ်ထားတဲ့ဈေးနှုန်းကြောင့်ရင်ဘတ်စပွန်ဆာကမရခဲ့တာလည်းဖြစ်ပါတယ်။တိုးတော့အခုချိန်မှာတော့ Dot Bo Lee တို့ရဲ့ Clear Lake Capital အနေနဲ့အနေငယ်ပျော်ပြောင်းတဲ့သုံးဖြတ်ချက်တွေမြန်ရှိလာပြီလားဆိုတဲ့အပိုင်းကိုကျွန်တော်ထည့်သွင်းစဉ်းစားလိုက်မယ်။ Okay အဲ့တော့ကျွန်တော်တို့ ရှင်ဘက်စပွန်ဆာကိုဘယ်ကုမ္ပဏီကပေးမလဲဆိုတဲ့သတင်းတွေကိုဆက်လက်ဆွေးနွေးကြည့်အောင်နာမည်ကြီးနီးပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Aura Cell ကဖြစ်ပါတယ် Aura Cell နဲ့ Clearlake Capital က American ပိုင်ဆိုင်တဲ့ကုမ္ပဏီတွေဖြစ်တဲ့အတွက်ကြောင့်တတိတယောက်နဲ့တယောက်ကြားမှာလည်းယဉ်နီးတဲ့ဆက်ဆံမှုတွေရှိတယ်ဆိုတော့တခြားသောကုမ္ပဏီတွေကိုလုံးဝစံတမတ်ချက်ကြီးတစ်ခုနဲ့ကင်ဆွဲထားတာတဲ့စာရင်ဒီ Aura Cell နဲ့ Clearlake Capital ကြားထဲမှာ ပျော်ပြောင်းတဲ့သဘောတူညီချက်တချို့ကြောင့် Oracea ကချက်စည်းသတ်မှတ်ထားတဲ့ဈေးပမာဏထက်နည်းတဲ့အမောင်းပမာဏတရက်နဲ့ချက်စည်းအသင်းရဲ့ Invest Sponsor ကိုယူသွားဖို့အခြေအနေတွေအများကြီးရှိတယ်။ဒါမဲ့အသေးစိတ်သဘောတူညီချက်တွေကိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်။ထားပါတော့ဗျာ။ဒီပထမဆုံးတရာသီအတွင်းမှာတော့သတ်မှတ်ထားတဲ့အမောင်းပမာဏဒီလောက်နောက်လာမယ့်ဘောလုံးရာသီတွေမှာကတော့ဘလောက်တိုးတိုးသွားပေးမယ်။ စသဖြင့်ပေါ့နော်ဒါကမန်းပြောဆိုတာပါဒီထက်ပို့ပြီးတော့အသေးစိတ်တဲ့အချက်လက်တွေလည်းပါကောင်းပါနိုင်ပါတယ်ဟုတ်ပြီတော့ Oral Cell ဆိုတဲ့ကုမ္ပဏီကကမ္ဘာမှာတကယ်ဒိတ်ဒိတ်ကျဲထိတ်တန်းကုမ္ပဏီဖြစ်ပါတယ် Oral Cell ပိုင်ရှင်ပေါ့နော် founder Larry Ellison ရဲ့ကြွယ်ဝချမ်းသာမှုကလည်းကျွန်တော်ဒေါ်လာဘီလီယံတန်ပေါင်း363ဘီလီယံထိကြွယ်ဝချမ်းသာရတဲ့သူတယောက်ဖြစ်ပါတယ်ဒီတို့ကြောင့်ကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်၁၀ယောက်ထဲမှာတယောက်ပါဝင်ဖြစ်တယ် ကျွန်တော်ထင်တာ125အတွင်းလောက်တောင်ဝင်ပါတယ်တော့ပိုလေးနဲ့ရှင်တော့တထေးကြီးနဲ့တထေးလေးပေါ့ဗျာအဲ့တို့ကြောင့် Aura Cell လို့ company အနေနဲ့ Chelsea ရဲ့ Jimbus sponsor ပေးတာအနာဂတ်အတွက်ပါစိတ်ချတယ်ဗျာတရားဒီနေရာဒီတဲ့ပျောက်သွားမဲ့ပုံစံမျိုးမဟုတ်ဘူးရေရှည်စာချုပ်ချုပ်ဆိုဖို့ရှိတယ်ဒါမဲ့အဓိကကတော့ Chelsea တင်စံတတ်မှတ်ထားတဲ့ပမာဏတရက်ကို short ချပေးမှသာဖြစ်ပါလိမ့်မယ်ခင်ဗျာဆိုတော့ဒီတော့တွင်ပေါ့နော် Aura Cell နဲ့ Chelsea တို့ရဲ့သတင်းတွေကိုကျွန်တော်ဆက်လက်နားဆွင့်ထားကြည့်အောင်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးမကစားခြင်းနဲ့ဆိုရင်တော့စီနီယာတော့ချက်စီမှာမောင်း96 i back 89နဲ့၅တလုံးမစ္စတိုကိုမမ်ဘာအသစ် unit ဖြစ်အပေါ်စုခြေတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးစိတ်သိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 863 18 380မှာဆက်သွယ်အံ့မ်းမေးမြန်းလို့ရပါတယ်โอเคနောက်ထပ်သတင်းတစ်ပုဒ်ကတော့ Jimmy Giddens နဲ့ပတ်သက်တဲ့သတင်းပေါ့နော်အဲ့တော့သတင်းတွေကတော့မျိုးစုံပဲဒီနေ့မနက်အစောပိုင်းမှာထွက်ခဲ့တဲ့သတင်းအရ Jimmy Giddens ကခြေချောင်းကျိုးတယ်ဘာညာဆိုတဲ့သတင်းမျိုးတွေကောလာဟာလာထွက်လာတယ်ပေါ့နော်ဒါမဲ့ အဲ့ဒီသတင်းတွေကိုကျွန်တော်ညီကိုတွေမေးလိုက်ပါကောလာဟာလာသတင်းတတ်တတ်တာဖြစ်ပါတယ် Ireland U21 နဲ့ England U21 ကစားတဲ့ပွဲတွေမှာ Jimmy Giddens ကဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့ပုံစံကြောင့်ပထမအိမ်မှာလူသားလဲခံလိုက်ရတယ်ဒါပေမဲ့ဒီမနက်ပိုင်းထွက်လာတဲ့သတင်းတွေက Jimmy Giddens ရဲ့ဒဏ်ရာပြဿနာဟာကြီးကြီးမားမားမရှိခဲ့ဘူးဘာဒဏ်ရာပြဿနာမှဟုတ်မရခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့် England U21 နဲ့ကစားမဲ့နောက်ထပ်ပွဲစဉ်တွေကိုလည်း Jimmy Giddens ပူပေါင်းသွားမှာဖြစ်တယ်ဆိုပြီးတော့ တင်းစံတာအကြီးတွေပေါ့နော် ပြောမယ်ဆိုရင် tribuna တို့ the sun တို့ gold တို့စတဲ့ source အကြီးတွေကပေါ်ပြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညီကိုတွေယုံကြည်စိတ်ချလို့ရပါတယ်ကျွန်တော်တို့ဒီချိန်မှာ chelsea ရဲ့အရန်ကစားသမားဖြစ်စေပွဲထွက်ကစားသမားဖြစ်စေဘသူ့ကိုမှဒဏ်ရာအနာတရမရစေခြင်းဘူးအခြေချိုးရဲဆိုတာလည်းမျိုးတုံရှိရတချို့ကခြေချောင်းရိုးလေးပဲကျိုးရတချို့ကခြေတော့ရိုးကြီးတစ်ချောင်းလုံးကျိုးသွားတဲ့ပုံစံမျိုးပေါ့နော် တိုးတော့ဘလို့အယိုးကျိုးတဲ့ဒဏ်ရာမှမရခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အနေငယ်တပ်ပြင်းချမိတယ်ပေါ့နော် Cadence ဒီဆွမ်းဆောင်ရည်ပိုင်းတပွဲနဲ့တပွဲတူညီဖို့အတွက်ကြိုးစားဖို့လိုအပ်နေသေးတယ်ဆိုပေမဲ့ potential မြင့်တဲ့ကစားသမားတယောက်ပါသူမှ talent ကြီးအများကြီးရှိတယ်အသက်ကလည်းငငယ်လေးအခုကနာချွန်နဲ့ Jimmy Cadence တို့ရဲ့ပြိုင်ဆိုင်မှုက left wing တနေရာမှာပို့ပြီးတော့ကြည့်လို့ကောင်းလာမှာတော့တေချာတယ်အဲ့ဒါကြောင့်ကြားထဲမှာကစားမဲ့ပွဲချက်ကာလတွေမှာ Jimmy Gardens တီ Chelsea အသင်းနဲ့ပူးပေါင်းသွားဖို့ရှိပါတယ် ကေဒန်စ်ရဲ့ဒဏ်ရာပြဿနာတွေပေါ်မှာလုံးဝမစိုးရင်ကြဖို့အတွက်တိုက်တွန်းရနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါစုံတီကြည့်ရှုပေးခဲ့အတွက်အားလုံးကျေးဇူးများ යි ဒီမှာ